ုတ်ကဲ့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်ဇွန်လ21ရက်နေ့ပေါ့နော်အဲဒီနေ့ကျွန်တော်တို့ဒေါ်လန်ရေးရဲ့ဟိုတရင်ဦးတရင်ဦးတရင်ဒူးပေါ့နော်တရင်ဦးတရင်ဒူးတွေရဲ့ပြီးတော့တချို့ကိစ္စတွေပေါ့နော်ဒေါ်လန်ရေးတက်ဖွဲ့တွေတည်တည်တည်ထိုက်တဲ့အကြောင်းအရာတွေပြည်သူလူထုတည်တည်တည်ထိုက်တဲ့အကြောင်းအရာတွေကျွန်တော်တို့ပြန်လည်မျှဝေသွားမှာဖြစ်တယ်ပေါ့နော်အဲဒီထဲမှာကျွန်တော်တို့စိတ်မကောင်းတဲ့ကိစ္စရက်တွေလည်းရှိတယ်ပေါ့နော်အဲ့တော့စိတ်မကောင်းတဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့ဆရာကြီး ဘာကြီးကြားထားသေးတော့ဘာဘာပြောဖို့ရှိလဲပေါ့ဒါဟိုစိတ်မကောင်းစရာတရေရတော့ဒီရန်သူရဲ့စနိုက်ပါထိမှန်ပြီးတော့ကျွန်တော်တို့တက်စုမှုကျွန်တော်တို့ဘက်ကတက်စုမှုတူဟိုကြာဆုံးခဲ့တယ်ပေါ့နော်အဲ့ဒါတော့ခုနစကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ကျေးရွာစခန်းတိုင်းတိုက်ပွဲမှာဒါရင်းမပင်ခရိုင်အမတ်၁၁တရေရဒါတက်စုမှုကြော်မျိုးသူကြာဆုံးခဲ့တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါစိတ်မကောင်းဟိုစိတ်မကောင်းဖြစ်ရတာပေါ့ကိုယ့်ဘက်ကလူဖြစ်ရင်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပုံမှု တုံးသက်ပြီပေါ့ဟုတ်အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ BNPA ပေါ့နော် BNPA ဆိုတာကတော့ဒါ Black Leopard Army ပေါ့နော်အဲကျတဲ့နဲ့တပ်မတော်ပေါ့နော်အဲကျတဲ့နဲ့တပ်မတော်ကကျွန်တော်တို့အဲတတ်တဆမှုပေါ့နော်ကြော်ကြီးခေါ်ကြော်မျိုးတူပေါ့နော်အဲသူကကျွန်တော်တို့ဒီပလဲကန်တော့စခန်းသိမ်းတိုက်ပွဲမှာဒါစခန်းသိမ်းတိုက်တဲ့အချိန်မှာကျွန်တော်တို့ဘက်ကအလွန်အားသာနေပြီပေါ့နော်အားသာနေတဲ့အချိန်မှာရန်သူကဒါလက်နဲ့ချအညံ့ခံရတော့မယ့်အခြေအနေနေ ဒါမှမဟုတ်ရှင်နဲ့ထွက်ပြေးရတော့မယ့်အခြေအနေရောက်နေပြီဖျော်ဖျက်ပြေးရတော့မယ့်အခြေအနေပေါ့နော်ဝယုံသုံးငါဖြစ်တော့မယ့်အခြေအနေကိုရောက်နေပြီရောက်နေတာကိုတိလို့ तू ကထပြီးတော့မှဒါလူသားချင်းစာနာမှုပေါ့နော်ကျွန်တော်ဘက်ကလူသားချင်းစာနာမှုကိုဒါအမြဲတမ်းအဝါဖြစ်ခဲ့တယ်ပေါ့နော်အမြဲတမ်းလက်ကင်ဆွဲပြီးတော့မှအလုတ်လုတ်တာဖြစ်တယ်တဲ့သူကထပြီးတော့မှရန်သူကိုဒါစစ်ကောင်စီကိုလက်နှချအညံ့ခံမှုဆိုပြီးတော့မှသူကထထပြီးတော့မှပြောတာထပြီးတော့မှလက်လက်ထောင်ပြီးတော့မှပြောလိုက်တဲ့အချိန်မှာပေါ့နော်အဲသူ့ကိုဒီ ရန်သူဘက်ကနေပြီးမှစစ်ကောင်စီဘက်ကနေပြီးတော့ကြောက်ကန်ကန်ပြီးတော့မှပြပြပြလာဘလို့လှုပ်လိုက်လဲတော့မသိဘူးပေါ့နော်ဒါရန်သူဘက်ကပြစ်လိုက်တဲ့အကြီးစံကြောင့်ကိုလူတယောက်တက်ဆူမှုဒါအာကူရတဲ့တက်ဆူမှုတယောက်ဆုံးရှုံးသွားတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါစစ်ကောင်စီကဆိုလို့ရှိရင်သူကစစ်သားတယောက်ပါအကျဉ်းဝဲ60ရှိရဆရာကြီးအကျဉ်းဝဲ60အဲ့ဒီထဲမှာကျွန်တော်တို့ထုံထုတ်ပြီးပြောစရာတွေကရှိလာပြီပေါ့ကျဉ်းဝဲ60မှာကျွန်တော်တို့ဒီဟိုပါပေါ့ပြည်သူလူထုကပြုကြည့်ရမယ်ကျဉ်းဝဲ ကကျွန်တော်နောက်နောက်ရက်ကြရင်တခါထပ်ပြီးတော့မှပြောပြအောင်မယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးစစ်ကောင်စီကဘာတွေလိုက်နာနေလဲပေါ့နော်ဒီဟာကြီးကစာအုပ်ပဲရှိတယ်တကယ်လိုက်နာရဲ့လားဆိုတဲ့ဟာကျွန်တော်နောက်ရက်ကြရင်ထပ်ပြောပြမှာပေါ့အဲ့တော့ဒီနေ့ပြောချင်တာကကြတော့ရန်သူပေါ်ပြူးကျင်းရမယ်ကျင်းဝန်း၅ပါးပေါ့နော်ရန်သူပေါ်ပြူးကျင်းရမယ်ကျင်းဝန်း၅ပါးကသူကအတူကောင်းမှတ်မယ်ဆိုရင်အနေမီရန်သူညခံထင်သေးလွတ်လပ်ရေးပေါ့နော်အနေနေမီဆိုတာစစ်မြေပြင်နေရန်သူကိုနေလို့မီးလို့ကျင်းမှာရန်သူနေမီရန်သူရန်သူရန်သူလို့သဘောထားပါ နံပါတ်3ကအညံ့ခံရန်သူကအညံ့ခံရင်မိမိကခွင့်လွှတ်သည့်စိတ်ဖြင့်ပြုမှုဆက်ဆံပါအထင်သေးသောရန်သူကိုအထင်လဲမသေးအထင်လဲမကြီးမိတဲ့အကြံပြုပါနောက်ဆုံးအချက်ကတော့ဒါလွတ်လပ်ရေးနဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးအတွက်ရန်သူကိုမတိုက်လင်မဖြစ်တာတိုက်နေရကြောင်းနားလဲပါစေပေါ့နော်အဲ့ဒီမှာထားလိုက်တော့သူပြစ်ကိုပြစ်ပြစ်နေတဲ့အချိန်မှာဒါဆင့်ပြပြမှာရန်သူပေါ်မှာနေလို့မီးလို့ကျင့်နေဆိုတာလက်ခံလို့ရတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဘက်ကကြတော့အဲ့ဒီ၅ချက်လုံးလိုက်နိုင် ရန်သူကအညံ့ခံရင်မိမိကခွင်းလုပ်သည့်စိတ်ဖြင့်ပြုတ်မှုဆက်ဆံမှာဆိုရယ်ရန်သူကဘလို့နီးတယ်ပဲအညံ့ခံခံ तू ကခံပြစ်တယ်ဗျာជីជីတန်လက်ထဲမှာပါတဲ့ជីတန်အကုန်ကုံဝါးကမှလက်နဲ့ချလဲပဲကောင်းကောင်းမွန်မွန်ခြောက်ပေါ်တဲ့ခဏပဲထည့်ပြီးတော့မှเนาะကောင်းကောင်းမွန်မွန်ကျွမွေပြုစုဆောင်းလျှောက်ရတယ်ဗောနော်ရန်သူကအညံ့ခံရင်မိမိကခွင်းလုပ်သည့်စိတ်ဖြင့်ပြုတ်မှုဆက်ဆံမှာကျွန်တော်တို့ဘက်ကအဲဒီဒီလိုမျိုးကိစ္စတွေဟိုအရှင်မိတာတို့ဘာလို့မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့ဘူးပါတယ်ရှိခဲ့ဘူးတယ်ဒါပေမဲ့စစ်ကောင်စီကဒါရီနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်ခြင်းလည်းမရှိဘူးဘလို့ထားသူတယ်ဆိုတာလည်းမရှိဘဲနဲ့ဒါချက်ချင်းကိစ္စတုံးပြစ်တဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကသူတို့နဲ့ပတ်သက်လို့ရှိရင်လုံးဝမယုံဘူးပေါ့နော်တခါဆိုရင်လည်းဗီဒီယိုဖိုင်ကျွန်တော်ကရင်နီဘက်မှာဗီဒီယိုဖိုင်တစ်ခုတက်လာတယ်ရောက်ဖာရေးငါတို့ကဘီယာလာပေးတာဆိုပြီးကမှအဲ့ဒါဟိုပြည်သူလူထုနဲ့ပူးပေါင်းဖို့ပေါ့နော်ဘက်ကူပြောင်းဖို့ဆိုပြီးကမှဘီယာပေးရင်းနဲ့တွားပြီးတော့မှစကားပြောတဲ့ ဗီဒီယိုဖိုင်နဲ့ရှိရပေါ့နော်ဒီလိုမျိုးတချို့ကဟိုလူလူလိုတော့မဟုတ်ပေါ့နော်လူနီးနီးပေါ့အဲလူနီးနီးပြောလို့ရတဲ့ကောင်တွေရှိတယ်လို့ပေါ့နော်လူနီးနီးပြောလို့မရဘဲနဲ့ကိစ္စတုံးပြရမယ်ကောင်တွေလည်းရှိတယ်ပေါ့နော်အဲဒီဟာကနောက်ထပ်ဖြစ်စဉ်တစ်ခုဆိုရင်ကျွန်တော်တို့ဒါထိထ viewer စခန်းမှာဆိုရင် viewer မှုနဲ့ဒါအယောက်20ကျော်လောက်ပေါ့နော်ဒါဟိုအဖမ်းမိတယ်ပေါ့နော်ဖမ်းမိတဲ့အချိန်မှာသူတို့ရဲ့ခေါင်းဆောင်က ကျွန်တော်တို့လက်ထဲကိုဖမ်းမိတည်ဒီဗျူဟာမူကပထမဆလိတ်အတူတူတောက်နေတဲ့ပုံလေးပါးရောင်တက်လာသေးတယ်ပေါ့နော်လိုင်းပေါ်တက်လာသေးတယ်တက်လာပြီးသွားတဲ့အချိန်မှာဒါဟိုဟိုဟာဖြစ်လာဆိုတော့မေးတာပြူတာတွေကိုအချိုးပြပြလဲမဖြေဘူးပေါ့နော်အဲအဲ့တော့ရန်သူကအညံ့ခံတဲ့အချိန်မှာကိုရီးယားခွင်းထုတ်တဲ့စိတ်နဲ့ပြူးမှုဆက်ဆံဖို့အတွက်လည်းမတန်တဲ့ဗျူဟာမူမျိုးပေါ့နော်ပြီးတော့သူကဘာထားလို့လဲဂလန်ကဆန်းလုံယုံနေမဟုတ်ဘူးကိုရီးယားဘက်ကိုပြန်ပြီးတော့မှတခုခုပြန်လုံဖို့ ရည်ရွယ်တဲ့အပြုမူမျိုးပေါ့နော်အပြုမူမျိုးလောက်တယ်ဆိုတော့ဒါအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတော့မယ်အခြေအနေရောက်သွားပြီကိုရီလက်ထဲကိုဖမ်းမိနေတာတော့မှာပဲကိုရီကပြန်ပြီးတော့မှာအသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေမျိုးရောက်သွားလို့ဒါထပြီးတော့မှာပြစ်ခတ်လိုက်ရတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကမင်းအောင်လှိုင်ရဆပြီးတော့မဟုတ်အောက်ရှေ့ရဲဘော်အထိပေါ့နော်အဲဒီချိန်မှာယုံလို့မရဘူးဆိုတဲ့ဟာလေးပေါ့နော် तू ကယုံလို့ရမလားဆိုရယ်စိတ်နဲ့ထပြီးတော့မှာအဲလက်နက်ချ အညံ့ခံမှုဆိုပြီးတော့မှထပြီးတော့မှလက်ပြလိုက်တယ်အဲ့တော့ဒီတောင်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကော်ဘရာဘက်မှာဆိုလို့ရှိရင် तू ကဒီလက်နှချအလင်းဝင်ဖို့အတွက်အချက်လက်တွေတခါတည်း तू ကဟိုကလှုပ်ထားတယ်ဟိုပူတွဲပြီးတော့မှကျင်ညာထားတယ်ပေါ့နော်ပူတွဲကျင်ညာထားဘလို့လဲဆိုတော့ तू ကတနက်ကိုနောက်ပြန်လွယ်ထားရမယ်လက်ထဲမှာကိုကင်ထားလို့မရဘူးလက်နှချအလင်းဝင်မဲ့လူကတနက်ကိုနောက်ပြန်လွယ်ထားရမယ်ပြီးလို့ရှိရင်ជីជីရင်နဲ့တနက်နေရဖြုတ်ထားရမ ဖြုတ်ထားရမယ်ပြီးလို့ရှိရင်အဖြူရောင်အမှတ်သားတစ်ခုခုအလံပြူသို့မို့ကြွကြွိတ်ဒါမှမဟုတ်ရှင်တို့ဖော်ဖော်ဘူးပေါ့နော်ဖော်ဘူးအဖြူပဲဖြစ်ဖြစ်တစ်ခုခုကိုစွတ်ကြဲအဖြူပဲဖြစ်ဖြစ်တစ်ခုခုကိုကင်ပြီးတော့မှလာပြီးဆိုမှဒီအမှုရာတွေပါပြီးသူ့လက်ထဲမှာလည်းကိုယ်အန္တရာယ်ပေးနိုင်တဲ့လက်နဲ့လုံးဝမရှိတော့ဘူးကြောမှတနက်ကို ပြောင်းအောက်ဆိုက်ပြီးတော့မှလွယ်ထားရမယ်အဲအဲ့ဒီအနေထားပေါ့နော်ပြီးရင်ကြည်ပေါင်းနဲ့တနက်နေကလုံးဝတွဲရထားလို့မရဘူးဘာလို့လဲနောက်ပြန်လွယ်ထားပြီးတော့အနားရောက်ခါမှာ ောက်ဆွဲပြီးတော့ပြစ်တဲ့ဟာမျိုးဖြစ်မှာဆိုတဲ့အတွက်ကြီပေါင်းနဲ့တနတ်နဲ့လည်းဖြုတ်ထားရမယ်ပေါ့နော်အဖြူရောင်အမှတ်သားတစ်ခုကိုကင်ထားရမယ်ဒီလိုအချိန်မျိုးကြာမှသာလျှင်ကျွန်တော်တို့တော်လိုင်းရေးဘက်ကဒါသူတို့ခေါ်ထုတ်တာတို့ဘာတို့ဒါလွမြောက်နေမျိုးကိုခေါ်ပေးတာတို့ဘာတို့လုတ်တင်နေဆိုတာလေးဒါဒီနေ့ကနေကျွန်တော်တို့အကြံပြုခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစိတ်လောအားကြီးပြီးတော့မှကျွန်တော်တို့ဘက်မှာရှိတဲ့တည်တည်နေတဲ့စိတ်တစ်ခုရှိတယ်ပေါ့နော်လူသက်ချင်တာမဟုတ်ဘူးကျွန်တော်တို့ကစစ်နိုင်နေတာဖြစ်တယ် အဲ့တော့မြည်တိနီးနေပဲဖြစ်ပြီရန်သူဘက်ကတယောက်ရော့သည်ဖြစ်စေနှစ်ယောက်ရော့သည်ဖြစ်စေကိုယ့်ဘက်ကိုဘက်ကူးပြောင်းနိုင်ကိုယ့်ဘက်ကပိုအကောင်းဆုံးဖြစ်တယ်ဗောနော်အဲ့ဒီစိတ်နဲ့ဒီတက်ဆုမှုကကြော်ကြီးခေါ်ကြော်မျိုးတူကထပြီးတော့မှအဲဒီလက်ပြလိုက်တာဗောနော်လက်ပြလိုက်တဲ့ဟာကသူ့ရဲ့စေတနာကိုစစ်ကောင်စီကအတိမတ်မပြူဘဲနဲ့နော်ဒီလိုမျိုး ြစ်ခတ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ online တက်ဖွဲ့အနေနဲ့လည်းဒီဟာကိုသတိထားစေချင်တယ်ဆိုတာလေးဒီနေရာနေအကြံပြုချင်ပါတယ်ဟုတ်ဟိုချိန်မှာလည်းဘုံကဒါအညာ data မှာပေါ့နော်ဒါဖြစ်စဉ်တွေရှိခဲ့ဘူးလေဖြစ်စဉ်ရှိခဲ့ဘူးလေဆိုတာခုနဒီတက်ဘေးနားမှာဒီကပ္ပစားတို့ဘာတို့တက်ဘေးနားမှာနေခဲ့တဲ့တော်လိုင်းရဲဘော်တွေကဒီစစ်ကောင်စီရဲ့စစ်သားပေါ့ဘုံကမိလဲမိရမိလဲမိရောဒါဟိုရန်ခင်မင်းရင်းနေတာခင်မင်းရင်းနေတော့ရဲဦးလေးနောက်တော့ ဟိုကမဖြစ်နဲ့ဒီ CDN လောက်လည်းလောက်ပါ냐ဆိုပြီးတော့အဲသူ့ကိုပြန်လွှတ်လိုက်တာပေါ့ပြန်လွှတ်လိုက်တဲ့အချိန်မှာပဲဟိုဘက်ကစစ်တပ်ဘက်ပြန်ရောက်သွားတဲ့အချိန်မှာဖုံးခေါ်ပြီးတော့ဆဲတာဒီတစ်ခါမင်းတို့နောက်တစ်ခါငါနဲ့တွေ့လို့ရှိရင်မင်းတို့ဟိုရှင်းမယ်ဆိုတော့အကျင့်ပေါ့ဒီကောင်ကတကယ်တမ်းကျော်အသက်တခင်ကျေးဇူးရှင်ပဲတကယ်တမ်းဟိုတော်လိုင်းရဲဘော်တွေကတကယ်မတက်ခဲ့လို့လို့တာလဲ ူကအဲ့လိုမျိုးမတွေးဘူးပေါ့နော်တကယ်ကငါ့ကိုမတက်ခဲ့တဲ့အတွက်ငါ့ရဲ့အတက်တခေကျေးဇူးရှင်ပါလားဆိုပြီးတော့ဒီလိုမတွေးခဲ့ပဲနဲ့ပြန်ဆဲတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်ပေါ့နော်နောက်တစ်ခုကဒီဟိုပါပေါ့လက်နက်ခက်လက်နက်ချအညံ့ခံတဲ့ဒဲမှာလည်းဒီဘက်လွတ်မြောက်နယ်မြေရောက်လာတဲ့အချိန်မှာတချို့တွေကခုနကဘုံမှုရှိရပြောသလိုပဲပေကက်ကက်ချစ်ကန်ကန်တဲ့စီဒီယန်လို့မခံယူဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဒါမျိုးတွေလည်းဟိုအများကြီးရှိခဲ့တယ်အဲ့ဒါကြောင့်ခုနကတော့ရန်သူရှော့မတွက်နဲ့ပေါ့နော်ရှေ့မှာလည်းပြီးခဲ့တဲ့ဟိုပေါ့2024အတွင်းထဲမှာပဲဒါနှထိုးကြီးတို့မြင်းကြံတို့ဘက်မှာဒါလေတက်ကစစ်တုံပန်နေမိတာရှိတယ်ပေါ့လေတက်အသား3ယောက်အဲ့ဒီစစ်တုံပန်တွေကိုလည်းကျွန်တော်စိုးရိမ်တာခုနကဖုံးပေးကြိုင်တာမျိုးတွေဒါမျိုးတွေမပြုတ်တင်ပေါ့နော်လေတက်သားတော်တော်များများစစ်တုံပန်ဖြစ်လို့ဆိုရင်ဖုံးလုံးဝပေးမတုံးတာပို့ပြီးတော့အန်ရယ် ကင်းတယ်ဘာကြောင့်လဲဆိုတော့ခုနကလိုလေတန်းနဲ့ဓာတ်ရိုက်ကကလေးစစ်စဲရေးတို့ဖုံးနံပါတ်တို့ပါတို့ဆက်ပြီးတော့ဒီကောင်နဲ့တရင်ပို့တာတွေပါတယ်နောက်ဆက်တွဲဖြစ်လာမဲ့ပြဿနာတွေကအများကြီးပဲပေါ့နော်အဲ့ဒါကြောင့်စစ်တုံပန်းကိုဒါမျက်ရှိမပြတ်အဆောင်ကြည့်ရမယ်အထဲမှာပါတယ်လို့တော့မြင်တယ်ပေါ့နောက်တစ်ခုကဘုံဘူးကဟိုပါပေါ့ရခိုင်ပြည်နယ်တန်တွဲနဲ့ကွကြားထဲမှာရှိတဲ့ဒါဟိုပါပေါ့စစ်ကောင်စီကထောင်ထားတဲ့ညီမြုပ်မိုင်းအလုံး2000ကျော်ဒါအာရခတ်တတော်အေးအေးကနေပြီးမှ ရှင်းလင်းခဲ့တယ်ဆိုတော့တရင်တစ်ခုတွေ့ရတယ်ဗောနော်မြေမြုံမိုင်းနဲ့ပတ်သက်ပြီးတော့မှဟိုပြောချင်တာအရင်တော့ဆိုရင်ကျွန်တော်တို့ဒါမြန်မာတိုင်းနိုင်ငံလုံးမှာကရင်ပြည်နယ်ကတော့အများဆုံးပဲဗောနော်ကရင်ပြည်နယ်မှာမှအခုနကရင်ပြည်နယ်ရဒေသခံတွေခုနလိုမြှင့်ရှိုးဟိုဝါခုတ်မော်တစ်ခုတ်အဲ့လိုဟိုရိုးရိုးသားသားနဲ့လောက်ကန်စားတောင်းနေတဲ့ပြည်သူတွေပါမဟုတ်ဘဲနဲ့ခုနလိုကိုလက်အင်္ကာတွေလူချေပြက်လက်ပြက်တွေနဲ့တကယ်ဟိုဝါဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်းအများကြီးပဲပေါ့နော်အခုလက်ရှိဒီမျိုးမိုင်း2000ကျော်ဒါပေါ်ထုတ်နိုင်ခဲ့တယ်ဆိုတာလည်းတော်တော်လေးဟိုအားရှိတယ်ပေါ့ဘာကြောင့်လဲဆိုတော့ဟိုအဓိကတော့ဟိုကျွန်တော်တို့ရဲ့လက်နက်မဲ့ပြည်သူတွေအပြစ်မဲ့တဲ့ပြည်သူတွေကိုဒီမိုင်းမိမဲ့အနေရနေမှဒါဟိုလွတ်ကင်းအောင်ပေါ့နော်ဟိုရမ်းစိုးရင်ရတယ်ဒီမိုင်းကြီးရှေ့မှာဆိုတော့ပြီးခဲ့တဲ့လကကျွန်တော်မကွေးတိုင်းပေါ့မကွေးတိုင်းစလင်းမှာဆိုလဲအဲ့လိုပဲဒီရွာတွေုံပြီးဝင်ရှို့နေဝင်ရှို့နေတော့ ဒီရွာအဝင်းအထွက်မှာမိုင်းထောင်ခဲ့တာအဲ့ဒါစစ်တပ်ဘက်ကလားအဲတော်လိုင်းရေးဘက်ကလားဆိုတာဘယ်ဘယ်ရထောင်မှမသိတဲ့မိုင်းတလုံးဒါအသက်50ကျော်ဦးလေးတယောက်နင်းမိခဲ့တယ်နောက်ကျောင်းဆရာမတစ်ယောက်နင်းမိခဲ့တယ်အသက်ဟို50ကျော်ဘိုးတော်ကတော့အဲ့မှာတည်းပွဲချင်းပြီးတေးသွားပြီဆရာမတစ်ယောက်ဆိုရင်ဒါ၆နှစ်ဖက်ပြတ်သွားတယ်ဗောနော်ဒီမြေမြုပ်မိုင်းရဲ့အန်ဒီရီကဘာမှမဟုတ်တဲ့ကျွန်တော်တို့ရဲ့ဟိုအပြစ်မဲ့ပြည်သူတွေကြောက်เสียရမှလို့ဆိုရင်တကယ်ဟို ဟိုတံပိုးရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကလေးတငယ်တွေပညာသင်ဓာတ်ပို့ချနေတဲ့ဆရာမတစ်ယောက်ကဒီလို၆ောက်ဖြတ်လိုက်ရမယ်ဆိုတော့တကယ်ကိုရင်ထုမနာဖြစ်ရတယ်ပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့ဒါစစ်ကောင်စီကဒါကုလသမဂ္ဂကနေပြီးတော့မှမြေမြုံပိုင်းမသုံးဆွဲရဆိုတော့အဲသဘောတူစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့အထက်မှာမြန်မာစစ်တပ်မပါခဲ့ဘူးဆိုတာကျွန်တော်တို့ဘယ်နှခုနှစ်တွေဘာတွေလဲတော့ကျွန်တော်တိတိကျကျတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့စစ်တပ်တဲ့ဆောက် ဝင်တဲ့အချိန်မှာကတည်းကဒီကိစ္စကိုလက်မထိုးမထားဘူးဆိုတဲ့ဟာကိုသိရတယ်ဗောနော်လက်မထိုးမထားဘဲနဲ့မြေမျိုးမိုင်းကိုဒါပေါ်ပေါ်တီတီတုံးဆွဲနေတယ်ဆိုတဲ့ဟာဗောနော်အဲဒါရှစ်ကောင်းစီတိုင်ရင်နေမှာဆိုလို့ရှိရင်ဒါရှေ့ရှေ့တန်းထွက်မယ်ဆိုလို့ရှိရင်လူတယောက်ကိုမြေမျိုးမိုင်းတစ်လုံးကြီးထုတ်ပေးတယ်မြေမျိုးမိုင်းတစ်လုံးကြီးထုတ်ပေးတဲ့အပြင်ဟိုနောက်တန်းသူ့ရဲ့တိုင်ရင်ဌာနချုပ်မှာတိုင်ရင်ဌာနချုပ်လုံညုံရေးအတွက်တပ်ပတ်ချလဲမှာထောင်လို့ရအောင်အထိအရေးအတွက်လဲထပ်ပြီးတော့မှာ ခြံထားခဲ့သေးတယ်ပေါ့နော်မိမမ M40 ပေါ့ကျွန်တော်တို့ဒီအပေါ်မြင်းခွာဝါလေးနဲ့အကူလှည့်တန်လေးနဲ့လှည့်ရတဲ့ M74 ပေါ့နော်ဒါကလည်းတိတိကျကျတကယ်သာထိထိရောက်ရောက်တက်နေမိတဲ့အခြေအနေမျိုးဆိုလို့ရှိရင်တချောင်းကတော့ဒါတေချာပေါက်ကတော့ပြက်တယ်ကြက်ဘေးကတချောင်းကတော့မပြတ်ရင်တော့မှပဲနောက်ထပ်သူ့ရဲ့အချိန်ကြောင့်ပေါ့နော်အထီးကိုက်မိတဲ့ဟာ ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီမြေမျိုးစစ်ကောင်စီကမြေမျိုးမိုင်းနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုနေလဲတတိထားတဲ့နယ်ဆိုတာလေးပြောချင်တာပေါ့အဲ့တော့အတခါတတော့အေကလည်းဒီတောင်ကုန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကောင်စီတက်ဆွဲအခြေပြုခဲ့တဲ့နေရာတွေကိုအောက်တော်ပေါင်းကြီးညာထားတယ်ပေါ့နော် ပြည်သူလူထုမသွားလာပါနဲ့အဲ့ဒီနေရာတွေကိုသွားလာလို့ရှိရင်အနေရမိုင်းအနေရတွေရှိတဲ့အတွက်ပေါ့နော်ဒါသူတို့ဒီမိုင်းတွေကိုသူတို့သူတို့ကိုယ်တိုင်အတခါတတော့ကိုယ်တိုင်ရှင်းလင်းပြီးတဲ့အချိန်ကြမှာသွားလို့ရပြီဆိုတဲ့အခါကြမှာပဲသွားတည်နေဆိုတဲ့ဟာလေသူတို့ ထုတ်ပြန်ထားတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့မနေ့ပဲဒါ saw ဘက်မှာဆိုလို့ရှိရင်ပေါ့နော် saw ဘက်မှာကျွန်တော်တို့ဒါ saw ရဲ့ဟိုပေါ့မြို့ပြင်မှာရှိတယ်ပြင်ကြောက်တို့တို့ဒေတာခေါ်ပြင်ကြောက်လို့ဆိုတဲ့နေရာမှာဒါဝိုင်းတွဲနဲ့ဘုံသုံးလုံးလာကျဲသွားတယ်ပေါ့နော်ဒါဒီနေရာတက်တယ်ကိုပဲသုံးလုံးလာကျဲသွားတာလာကျဲသွားချိန်မှာကျွန်တော်တို့ဘာပါသွားလဲဆိုတော့ဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ကျွန်တော်တို့ c paper ပေါ့နော်အလုံး80ကျော် ဒါပျက်စီးမီးလောင်သွားတဲ့အနေအထားမျိုးရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီဟာကတော့ဒီနေရာတက်တယ်ကိုလာကျဲပြီဆိုတော့တေချာပေါက်ကတော့ကျွန်တော်တို့ဒလန်သတင်းပေးချက်အရာဆိုတာသဘောပေါက်လို့ရတယ်ဗောနော်အဲ့တော့ငါတို့တရွာလုံးကတော်လှန်ရေးပဲเนาะငါတို့ပြည်ပမှာရှိတဲ့လူတွေကအကုန်လုံးတော်လှန်ရေးပဲဆိုပြီးတော့မှကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကလူကိုလူချင်းအဲယုံတဲ့ကိစ္စတွေအများကြီး ်ချိခဲ့တာဗောနော်အဲကျွန်တော်စစ်တပ်ကတော့မဲဒါအာနာမသိအာနာသိမှုလောက်လာနိုင်လားလို့ဝိုင်းပြီးခံမှန်းရတဲ့အချိန်မှာအာနာမသိနိုင်မှုဆိုတော့ခံမှန်းချက်တွေပဲဝိုင်းပြီးတော့ပေးကြတာဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီကိုယုံစားမိခဲ့တဲ့အတွက်ဒီနေ့ဒီချိန်မှာဒီတော်လန်ရေးကြီးကဖြစ်လာခဲ့ရတာဗောနော်စစ်ကောင်စီကိုယုံလို့စစ်ကောင်စီကသူ့ကိုယုံတဲ့ယုံကြည်ချက်ကိုပဲဒါအလွဲသုံးသားလှုပ်သွားတာဗောနော်ဟိုမဲပေးတဲ့အချိန်မှာလဲမင်းအောင်လှိုင်ကိုတခါတည်းမေးခဲ့တယ်ဟုတ်တယ်မှာဘလို့ ခြေနေရှိလဲဘလို့ဟွာဖြစ်လဲဆိုမေးတဲ့အချိန်မှာသူပြောတဲ့စကားကျွန်တော်ကတော့ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့အစိုးရကိုပဲကျွန်တော်ကတော့လက်ခံပါပါဆိုတဲ့စကားသူကိုယ်တိုင်ပြောခဲ့ပေမဲ့လည်းကျွန်တော်တို့ကယုံလို့မရဘူးချက်ချင်းသူလှုပ်ချင်တဲ့ဟာထပ်ပြီးတော့မှလှုပ်လိုက်တဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံအသီးသီးမှာလည်းပြည်ပရောက်နိုင်ငံအသီးသီးမှာလည်းကျွန်တော်တို့ဒလန်များစွာရှိတယ်ဆိုတော့ပြည်သူလူထုအနေနဲ့တတိထားစေချင်တယ်အဲ့တော့ပြည်တွင်းမှာလည်းကိုယ့်ရဲ့တော်လှန်ရေးတပ်တပ်ဖွဲ့တွေအကျိုးပြုစေမဲ့ပစ္စည်းပစ္စယတွေ ထားတဲ့နေရာအလူစုဝေးတဲ့နေရာတင်နှံပြုလုပ်တဲ့နေရာနော်လက်နက်တွေထားတဲ့နေရာခဲယမ်းတွေတိုးထောင်တဲ့နေရာစားနပ်ရိက္ခာတိုးထောင်တဲ့နေရာပေါ့နော်တရင်ချက်လက်တီကိုကျွန်တော်တို့တော်ယုံတန်ယုံလူပေါ့နော်လုံးဝစိတ်ချရတဲ့လူမှလွဲကျန်တဲ့လူတွေကိုဒါအတိမပေးဖို့ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဇကပုံလေးတစ်ခုလို့ပေါ့ဇကပုံဆိုရဲဒါစစ်ကောင်စီကစစ်ကောင်စီရဲ့စာစုတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်စစ်ကောင်စီစစ်ကောင်စီလက်ဆိုင်လက်ကင်ဆွဲထားတဲ့ စာစုတစ်ခုလိုလည်းပြောလို့ရတယ်သူကစစ်မှုကြီးရာကိစ္စသေးလေမလုံမလောက်နှုတ်မဖောက်နဲ့မာတာပိဒမိဘကိုထားမရတော့မှမပြောနဲ့တဲ့နော်စစ်မှုကြီးရာကိစ္စတေးသေးလေးတော့မှလည်းမလုံမလောက်နှုတ်မဖောက်ပါနဲ့ဗောနော်အဲမာတာမာတာပိဒမိဘကိုထားအမိနဲ့ဖားလည်းမပြောနဲ့မရဘူးလည်းမပြောနဲ့ဗောနော်တချင်တော်နဲ့အိတ်တဲ့မိမကိုတော့မှပဲဒီစစ်မှုကြီးရာကိစ္စရင်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒါတော်လိုင်းအတွက်အထောက်အပံ့ဖြစ်စေမဲ့ကိစ္စရင်နဲ့ပတ်သက်လို့ရှိရင် ြောတင်ပြောထိုက်တဲ့လူကိုပဲပြောကြပါဘောเนาะဒါနေရာတိုင်းမှာဒလန်ရှိပါတယ်ဒီတိုင်းပဲပြီးပါမှာလဲဒီတိုင်းပဲဟိုဟိုအိမ်မှာကတော့အဲတော်လန်ကြီးရဲဘော်တွေလာနေနေတယ်လို့သိရတယ်ဒီအိမ်မှာတော့တော်လန်ကြီးရဲဘော်တွေစုပြီးတော့မှကျွန်တော်တို့တချို့ဆိုရင်ဒိုင်ယာရလို့လာနာတာတို့ပြုတာတို့ရှိတယ်ဘောเนาะဒိုင်ယာရရဆိုမဲ့ဆေးရုံကနေဆရာဝန်ကတော့ဆင်းပေးလိုက်ပြီဟိုဆေးနာ9လနားရမယ်6လနားရမယ်ဆိုရက်မှတ်ချက်တွေပေးလိုက်ပြီးတော့မှအိမ်တိုင်းမှာကျွန်တော်တို့စုထားတဲ့ဟာမျိုးတောင်မှပဲဘေးအိမ်ရတိုင်ကြလို့ဆိုပြီးတော့မှဝင်ဖမ်းခံရတဲ့အခြေအနေမျိုးတွေ အများကြီးကြုံရတယ်ဗောနော်အဲဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီနေရာတိုင်းဆွမ်းတန်တိုင်းမှာကြွက်ချီးရှိပါတယ်ဒါတွေကိုပြည်သူလူထုအနေနဲ့နေရာတိုင်းမှာကိုယ့်ရဲ့အနီးကပ်မှာဒလန်တွေရှိတယ်ဆိုတာကိုသတိထားပြီးတော့မှအတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့မှနှုတ်လုံလုံလေးလှုပ်ဆေးခြင်းပါရဲ့လို့ပြောကြရင်လည်းကျွန်တော်စကားဝိုင်းကိုညီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်